ထိုင်းမြို့မှာနယ်စပ်မှာခေမျိုးထိချုပ်ထားတဲ့ထီခီရွာကိုဒီကနေ့အော်တိုဘာလ14ရက်နေ့နေ့လယ်12နာရီခွဲလောက်မှာဆက်နာရှိတက်ကလေရင်နဲ့ဗုတ်ထက်ကျဲတယ်လို့ထီခီဒေသခံအချို့ကပြောပါရတယ်။ကျေးတိုက်လေတစင်းနဲ့ဘုံလေးလုံးကျဲချတိုက်ခိုက်ခဲ့တဲ့အတွက်ဈေးစင်တဆိုင်မီလောက်ပစ္စည်းခဲ့ပြီးထိခင့်တရာရရှိခဲ့သူနှုတ်ဦးကိုတော့ဘယ်သူဘယ်ဝါဆိုတာသိစိတ်မသိရသေးဘူးလို့ဒေတာခန်တွေကပြောပါတယ် ။ KA မျိုးသားစီအိုခေမျိုးတမဟာလီထိချုပ်ထားတဲ့ထိခိဒေတာကိုစက်ကော်မရှင်လက်အောက်ခံတပ်ကအော်တိုဘားလရှင်းနေကစပြီးလေရင်နဲ့ဘုံကျဲတက်ခိုက်နေတာပါ။အခုလအတွင်းလင်းနဲ့ဘုံကျဲတက်ခိုက်မှု၃ရက်ထိရှိလာချိန်မှာကာစီနိုအလောင်းကစားရုပ်ချို့အပါဝင်အရသားနေအိမ်နဲ့အလုပ်ရုပ်ဆောင်တို့ချို့လည်းထိခိုက်ပျက်စီးခဲ့တယ်လို့ထိခိုက်ဒေသခံဆက်ပေးဆောင်ချို့ကပြောပါရယ်၂025ခုနှစ်အေဘီလ16ရက်နေ့ကထိထစကန်မေလ9ရက်နေ့မှာထိခိနေဆက်စကန်နဲ့နေဆက်ကိုတော်ရေးခိဇော်လ10ရက်နေ့မှာဘောဒီစကန် ဇူလိုင်လ9ရက်နေ့မှာဒုက္ခစခန်းတွေကိုကေမျိုးသားလော့မြေရေတက်မတော့ KLA နဲ့တွန်လိုင်းမဟာမေပူမောက်တက်တွေကတိုက်ခိုက်သိမ်းယူထားပါတယ်ဒိုအခိုင်မှာကာဗိုဒေတာနဲ့ထိစပ်နေတဲ့နတ်အိတ်တောင်စကန်ခုကလွဲလို့ခရင်ထဲကထိုင်မြောက်မှာနေဆက်ဒေတာတစ်ခုလုံးကိုကေမျိုးသားစီယုံခေမျိုးကထိန်းချုပ်ထားပါတယ်